စိတ်လောပြီးနိုင်လိုစိတ်များနေလို့ခံလိုက်ရပြန်တဲ့အဲမွီအားလုံးမင်္ဂလာပါ 3K Sport 2.0ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အဲမွီက1 Friday 5 109မှာပြိုင်ဘက် Thai Fighter Witty Crying ကိုအလဲထိုးရှုံးနေခဲ့ပါပြီပထမချီမှာအဲမွီကအလဲထိုးနဲ့ရှုံးသွားခဲ့တာဖြစ်ပြီးစိတ်ပြတ်စရာကောင်းခဲ့ရတာပါအဲမွီကဝမ်းမှာနှစ်ပွဲဆက်အရေးနိုင်တာဖြစ်လို့လဲသူပြိတ္တတွေအားမလို့အားမရဖြစ်နေကြပါပြီအဲမွီကယီမန်းချက်ကြီးမှပြီးတော့ပင်ကိုအေးသွေးထပ်မြက်ပေးမယ်စိတ်လောတတ်တာ ပေါ်ဒီပေါ်ပြနိုင်နာတွေကြောင့်အောင်မြင်တဲ့လောက်မအောင်မြင်ပါဘူးအမေကဝမ်ပွဲမှာအပိုစုကြီးတွေရာဘူးတဲ့ဖိုက်တာပါပြောရင်ဝမ်ကသူ့ကိုသဘောကျတယ်လို့ဆိုနိုင်တယ်အမေဘက်ကအခုထပ်ပို့ပြီးတော့ဝမ်စာဖြေထားလို့ရှိရင်နိုင်ပွဲတွေဆက်ယူပြရင်ပုံမြောက်စားမယ်ဖိုက်တာမျိုးပါဝီဒီခရိုင်ကအမေထက်အရမောင်းနေငယ်အตาရနေပြီးတော့ဝမ်မှာဒူးလျမြောက်ပွဲထိုးတာပါပထမပွဲမှာဝီဒီခရိုင်ကပြိုင်ဘက်ဖိုက်တာကိုကန်ကျက်နဲ့ပွဲသိမ်းအနိုင်ထားပါတယ်အခုအမေနဲ့ပွဲမှာလို့ဝီဒီခရိုင် high kick တစ်ချိန်ကအမေကိုအထိနာသွားစေခဲ့တယ် စောပိုင်းမှာအဲမူရဘဲညာလက်သီးတွဲလုံးနေနဲ့ဖီအားပေးနေတာပါဒါပေမဲ့သူ့ရဲ့ကစားအတိုင်းစိတ်လောပြီးတော့ဘလူးဆိုင်းတီးနေလို့ဟာကွက်တွေရှိလာခဲ့ပါတယ်အဲဒီဟာကွက်ကိုဝတီခရိုင်ကအကောင်းဆုံးအတုံးချသွားနိုင်ခဲ့တာပါအဲမူရနောက်ဆုံးနိုင်ပွဲဖြစ်နေဂျပန်ဖိုက်တာမူကာစီတိုကိုဒုတိယအချီမှာအလဲထိုးပြီးတော့ဒေါ်လာ1000အပိုစုကြီးရခဲ့ဘူးလေအဲဒီတော့ကလည်းစိတ်လောပြီးနိုင်လို့စိတ်များလို့ရှုံးလို့ဖြစ်ခဲ့ရပါသေးတယ်ဂျပန်ဖိုက်တာမူကာစီတိုထက်မာဂုံနဲ့အသေးပိုမာလို့သာအဲမူနိုင်ပွဲရသွားခဲ့တာပါ ပမာချီမှာအဲမွေကနော့ကဒေါင်းနှစ်ခါဖြစ်ခဲ့တယ်။အဲမွေရဲ့ခန္ဓာရဲ့အားနဲ့သူ့ရဲတာကိုသဘောကျပေမဲ့နိုင်ပွဲရအောင်အထူးသဖြင့်အမှတ်ပေးစနစ်ဖြစ်လို့အမှတ်ဘလို့ယူရမလဲဆိုတာခုချိန်ထိမသိသေးပါဘူး။နောက်ဆုံးထိုးတဲ့ Israel American ကာဗျာ Gordon နဲ့ပွဲမှာလဲအဲမွေကခံစစ်မလုံးမဲနဲ့အတင်းဖိထိုးလို့ရှုံးခဲ့ရပြန်တယ်။အဲမွေကအဲဒီပွဲမှာတိုင်ခင်ကလေးကလဲထိုးမယ်လို့ကြွေးကြော်ထားတဲ့အတိုင်းပဲအလဲထိုးဖို့ရည်ရွယ်ထားနေခဲ့ပါတယ်။အသက်18နှစ်ရွယ် Gordon ရဲ့သွေးနဲ့ဇကလည်းမသေးပါဘူး။အဲမွေနဲ့တိုက်စစ်ချင်းအပြိုင်ဖွင့်ထိုးပြီးတော့အကျိန်းနဲ့ရှိခဲ့တဲ့ပွဲပါ။ ဖိုင်တာနဲ့အောင်ဆုံးသွေးချင်းချင်းရဲကုန်ပြီးတော့အထီးနာခဲ့တဲ့အထိပွဲကတကယ်ကိုကြမ်းခဲ့ပါလိမ့်။ဒါမဲ့ဂိမ်းပလန်မှာတော့ဂေါ်တွန်ကတာခဲ့ပြီးတော့အဲမူရဲ့အလော်တကြီးနိုင်လာတာကိုခွင်းယူနိုင်ခဲ့တာပါ။ပြိုင်မဲ့တွေကအဲမူရဲ့အားနည်းချက်ကိုအချိန်လုံးတွေးမှာပဲရှာဖွေနိုင်ခဲ့ကြတယ်။အဲမူရဲ့သူ့ရဲ့အားနည်းချက်ကိုအခုချိန်ထိမပြေနိုင်သေးဘူး။ဝဒီခရိုင်ကပွဲကြီးစောပိုင်းမှာအဲမူဘလူးဆိုင်းတီးလို့နည်းနည်းရှိန်သွားတယ်။မာကွန်နဲ့တိတ်ရှိပုံမရတဲ့ဝဒီခရိုင်ပါ။ဒါမဲ့ကိုလူအဲမူရဲ့လက်သီးတစ်ပေါက်တည်းအတင်းဖိထိုးနေခဲ့ပါလိမ့်။ ပြီးတော့ကိုထက်အရမ်းမောင်းအလုံးထဲကွာတဲ့ဇာမားကိုအကွာဝေးထိန်းကစားသိမိမဲ့မလုပ်ခဲ့ပါဘူးအတင်းလိုက်ထိုးနေတဲ့သူ့ရဲ့ gag ကပွင့်လာခဲ့ပါလေဝဒီခရိုင်ကကန်ကြက်တွေနဲ့အဲမွေကိုအရင်ဆုံးသွေးလို့ဆန်းနေတယ်ဝဒီခရိုင်ပထမဆုံးကန်ကြက်တစ်ချိန်ကအဲမွေရဲ့ရင်ဘတ်ကိုထိအဲနောက်ဝဒီခရိုင် high kick ကအဲမွေရဲ့လယ်ဘင်းကိုထိပါတယ်အဲ့လိုထိပြီးတဲ့နောက်အဲမွေမူးဝေသွားပုံပါပဲပြာသွားပြီးတော့ဝဒီခရိုင်ဇက်တိုက်ဖိအားပေးတာခံလိုက်ရတော့တယ်ဝဒီခရိုင်ကတိုက်စစ်စင်နေချိန်မှာအဲမွေလိုမျိုးလက်သီးတစ်ပေါက်ထဲနဲ့အတင်းလိုက်ထိုးနေရမဟုတ်ဘူး ဒူးတောင်တွေထုံသုံးပြီးတော့ဖိအားပေးခဲ့တာပါဝီဒီခရိုင်းဟိုက်ကေကြောင့်ထိနာထားတဲ့အဲမူရတထောင်စားဒူးစာတွေဇက်တိုက်မိပြီးတဲ့နောက်နော့ကဒေါင်းတစ်ကြိမ်ဖြစ်ခဲ့ပါတယ်ဝီဒီခရိုင်းကအခြေအနေမဟန်တဲ့အဲမူကိုပထမအချီလက်ကျန်စက်ကအနေငယ်အတွင်းမှာအပြတ်ဖြတ်ဖို့ရည်ရွယ်လိုက်ပျော်ဖက်ဖက်ဖြစ်နေအဲမူရဲ့ဒူးတိုက်ချက်တွေနဲ့ဖိအားပေးပြီးတော့ပွဲသိမ်းအနိုင်ပြစ်ခဲ့လိုက်ပါတယ်အဲမူတွက်ကတော့နှစ်ပွဲဆက်ရှုံးပြီးတော့နောက်ထပ်ပွဲရအောင်မင်းစူတောင်းရုံနဲ့ထင်ပါတယ်ဟုတ်ကဲ့ပါဒီဘက်ကတော့ပဲအဲမီရှုံးသွားတဲ့ပွဲနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးထင်မြင်ချက်ရှိကြလဲကွန်မန့်မှာပြောသွားလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ